မမိလာပါဒီနေ့မှာတော့ညီမတို့ API နဲ့အတူ IETS တကြားတဲ့ Bubble Wars မှာ Founder ဆရာဆရာတွေ့ဦးညီနဲ့အတူ IETS ကိုအမှတ်စပြီးတော့လေ့လာမယ်ကျောင်းသားကျောင်းသူတွေအတွက်ဘာတွေပြင်ဆင်ရမလဲပေါ့နော်ဘာတွေလုပ်ကြရမလဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်ဟုတ်ဒီနေ့မှာပေါ့နော်ညီမတို့က IETS ကိုအမှတ်စပြီးတော့လေ့လာမယ်ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော် IETS ဆိုတာကဘာလဲနဲ့နောက်ပြီးတော့ IETS ကိုဘယ်ရောက်စပြီးလေ့လာရမလဲပေါ့နော်အဲဒီအကြောင်းအရာလေးကိုမြင်မြန်ပေးပါဖြေကြပေးပါဦးရှင်ဟုတ် ် IF ကတော့ကိုကနိုင်ငံသားတော့တောင်းတတဲ့အခါပဲဖြစ်စေအလုံးလုံးတဲ့အခါပဲဖြစ်စေတောင်းကြတာဖြစ်ပြီးတော့ IDS တောင်းနေဆိုတာတော့တောင်းတာတော်များတီးပါကြပြီပေါ့လေအဲ့ဒါပေမဲ့သူတို့မသိတာဘာလဲဆိုတော့ကိုယ့်ရဲ့ IDS bank ကိုဆိုတာသင်တန်းမတက်တဲ့နေနဲ့ကိုယ့်နဲ့ကိုယ်အိမ်မှာတည်နိုင်နေတဲ့ somewhere ပါဆမ်ဝဲဖြေဖို့အတွက်တဆက်သွားမသွေးငင်မှာလေကုရဲ့ဘန်ကူဆိုတာတည်နိုင်တယ်ဆိုလိုတာတင်တဲ့တက်မှာကုရဲ့ဘန်ကူဆိုတာတည်ရမဟုတ်ဘူးဆမ်ဝဲသွားဖြေမှာကုရဲ့ဘန်ကူဆိုတာတည်ရမဟုတ်ဘူးကိုသာတကယ် သိပ်ပါမယ်ဆိုရင်ကိုကူကိုစေတနာရှိလိုက်မယ်ဆိုရင်ကိုပန်စကူဆိုတာအမြဲတမ်းသိလို့ရတဲ့အရာတစ်ခုဖြစ်ပြီးတော့အဲ့ဒီအတွက်ကတော့ဇာတ်ရုပ်လူတိုင်းသိကြတဲ့အတိုင်း IS pass page ပါနေအိမ်မှာဖြည့်ကြည့်တဲ့အခါကျရင်သိနိုင်တယ်ပေါ့နော်အဲ့တော့လူကြီးကမေးကြအိုင်းရဲ့တရားဆလုပ်တဲ့အခါကျရင်ဘာလုပ်အောင်လဲဆိုပြီးတော့ဟိုဆရာမေးကြတဲ့အခါကျရင်တော့အမြဲတမ်းပြောနေကြတော့ဇာတ်လေးသုံးခုပဲရှိတယ်။အဲပထမတစ်ခုကကို current balance ကိုဘယ်လောက်လဲသိအောင်လို့ကိုလက်ရှိ balance ကိုဘယ်လောက်လဲ ုလက်ရှိဘန်ကိုတိတိပြီးပါတဲ့အခါကျတော့မှကိုကဘယ်နေရာနေပြီးတော့ဘယ်စတက်ကနေပြီးတော့ IE DNA လာမယ်ဆိုတာကိုကသိလာမှာမဟုတ်လို့ကိုကကောင်းမင်းရှင်းရနေလာတင်လာလား exam preparation ရနေလာတင်လာလား single scale တက်တင်လာလား full scale တက်တင်လာလားကို current band school ဆိုတာအရင်ပါတဲ့တိရလို့ current band school ဆိုတာဘယ်လိုတိလဲဆိုတော့ကျွန်တော်တို့ဒီ minimum bound size တွေရှိရဲ့ size ဆိုင်တွေမှာ temperature size တွေရှိရဲ့အဲ temperature size တွေမှာ minimum bound size မှာအဲဒီ size တွေပေါ့နော်အဲဒီ size တွေ ကိုအနေနဲ့အိမ်မှာတစုံလောက်ပဲဖြည့်ကြည့်ဟိုနေတိုင်းဖြည့်နေရမယ်ပြောရလည်းမဟုတ်ဘူးခဏခဏဖြည့်နေရမယ်ပြောရလည်းမဟုတ်ဘူးတစုံပဲဖြည့်ဖို့အဲ့မှာ reading နဲ့ listening တစုံလောက်ဖြည့်ကြည့် speaking နဲ့ writing ရတော့ကိုယ့်ရဲ့ fans ကိုအလောင်းလဲဆိုတာစစ်ပေးမဲ့လူလူတွေအတွက်စစ်လို့ရမှာမဟုတ်ဘူး reading နဲ့ listening နဲ့စစ်လို့ရတယ် reading နဲ့ listening ကိုကိုယ့်အနေနဲ့ cambridge စာကိုတစုံလောက်ဖြည့်ကြည့်လို့ရတယ်ဒါမှမဟုတ် online မှာဖြည့်ကြည့်လို့ရတယ် online မှာဆိုရင် isonlinedesk.com နဲ့ studyfor.com နဲ့ အဲ့တော့ဒီ development website တွေမှာအကောင်လုံး free ပေးထားတယ်ပေါ့နော်။ဒါတွေအကောင်လုံးက free ရတာပတ်စံနဲ့တကယ်မှမကုန်ဘူး။ Seattle Television Channel မှာလည်း campaign စာအုပ်တွေတင်တာ။အဲ့မှာတစ်လုံးလုံးဖြည့်ကြည့်နေရတယ်ဆိုရင်ကိုယ့်ရဲ့ current plan ကိုထွက်လာနိုင်တယ်။ကိုယ့်ရဲ့ current plan ကအပူတင်နေဖြစ်နေမယ် site ဖြစ်နေဖြစ်နေမယ် site ဖြစ်နေဖြစ်နေမယ် seven ဖြစ်နေဖြစ်နေမယ်။ဒါကကိုယ့်ရဲ့အရင်ဆုံးကိုယ့်အခြေအနေကိုသိသွားတာပေါ့လေ။ အားနဲ့တူလဲဆိုတော့ခီးသွားတယ်လို့ပေါ့ဗျာခီးသွားတဲ့အခါကျရင်ကိုကသွားကျင်တဲ့တိုင်းနိုင်မရောက်ခင်မှာကိုလက်ရှိဘယ်နေရာရောက်နေလဲဆိုတော့ကိုသိဖို့လို့အခုလက်ရှိဘယ်နေရာရောက်နေလဲဆိုတော့ကိုသိဖို့အတွက်ရက်ကွက်တွေကနေနိုင်မင်းအလင်းနဲ့ကနေနိုင်မင်း GPS ကလိုက်စအဲ့ဒီပုံစံမှာပဲအဲ့ဒီပုံစံနဲ့ဖြစ်ပြီးတော့အဲ့မှာကိုက current balance ကိုသိသွားပြီဆိုရင်ဒုတိယဆက်ကိုသိတဲ့နာကကို minimum balance ကိုဘယ်လောက်လဲ minimum ဘယ်ဆိုင်အဲ့ဒီမှာ minimum balance ကိုရှိတယ်ဆိုတော့ เจ้าหน้าที่บาลุไม่ว่าจ๋าเลยเสียอะไรไม่ติดอีกบ่เนาะอันนั้นแหละเสียอันนี้เนี่ยอธุซันเคสอ่ะบ่เซลล์สู่กูรันเนี่ยผีพูดดุกูรันเนี่ยอ่ําแกงได้ดุ IR เซ็นเตอร์เนี่ยจ๋าพี่กูเต็มมู้ได้เจ้าหน้าที่ด้วยก็เลยตลอดอูมาหนีไปบ่เนาะตลอดเลยเป้อะกูเลชิกิกาลามาขึ้นนี่เจ้าหน้าที่เนี่ยจตนาว่ามินิมัมแมสกูรีควายร์เมนท์ရှိတယ်ဆိုတာလူတွေမသိကြတော့ဒါနေ issue တခုဖြစ်လာမင်းကတော့ဒါကရီကွိုင်းမန့်ဆိုရင်အတိတ်မြန်မာလူအတိတ်ကဘာလဲဆိုတော့အခုဒီမဲ့ရရင်အခုအောင်ပါ ကိုចောင်းလျှောက်တယ်ဆိုရင်ကိုចောင်းလျှောက်တယ်ဆိုရင်ចောင်းရတော့ကိုလက်ခံသွားပြီအလုပ်လျှောက်တယ်ဆိုရင်အလုပ်ကကိုလက်ခံသွားပြီ physically ကိုဒီမှတ်ရရင်အာရည်ရည်ဆန်လမ်းပြတ်သွားတယ်အနည်းဆုံးနှစ်နှစ်သာပေါ့နော်နောက်နှစ်နှစ်နေမှထပ်ပြင်ပြင်ရမှာပေါ့နှစ်နှစ်သာဆန်လမ်းပြတ်သွားတယ်အဲဆန်လမ်းပြတ်သွားပြီဖြစ်ပြီးတော့များသောအားဖြင့်သူတို့တောင်းတဲ့ fans ကတယောက်နဲ့တယောက်နဲ့မတူကြဘူး minimum mass group requirement ကိုသွားတဲ့နိုင်ငံနဲ့ကိုသွားတဲ့ program မှာမတူဘူးကြောင်းဝါတဲ့တယ်ပေါ့နော် တောင်းရတယ်ဆိုပေမဲ့အများဆုံးတောင်းတာ5.5 6.0 6.5ပဲတောင်းတာများဆရာမဆို7.0ဆရာမဆို7.0ဆရာမဆို7.0ဆရာမမောက်တဲ့တွေတော်တော်များ6.5လောက်ပဲတောင်းရညင်လေကောင်းလေဆိုပေမဲ့လည်းပဲညင်လေကောင်းလေဆိုပေမဲ့လည်းပဲတော်တော်များသည် minimum school requirement ကိုပဲတောင်းတာဖြစ်ပြီးတော့အဲ့ဒီ minimum school requirement နဲ့ဒီကနေပြောနေတာပါလဲဆိုတော့အရင်ခက်ခဲနည်းနည်းလာတဲ့အရာပေါ့ဘုံပေါ့နော်အခုရဲ့ကားလိုက်ဘန်စကူးလည်းတည်သွားပြီအခုရဲ့ minimum ဘန်စကူးလည်းတည်သွားလို့ကျွန်တော်မှ ့ရဲ့ desire band score ကဘယ်လောက်လဲကိုလိုချင်တဲ့ band score ကဘယ်လောက်ကိုလိုချင်တဲ့ band score က7.5ဖြစ်ရင်ဖြစ်နေမယ်7ဖြစ်ရင်ဖြစ်နေမယ်7.5ဖြစ်ရင်ဖြစ်နေမယ်8.0ဖြစ်ရင်ဖြစ်နေမယ်ဒါတော့ဗျာကိုကလူတောင်းတာတော့အများနဲ့မြင်းမြင်းလိုချင်တာပေါ့လေကိုလည်းမြင်းမြင်းညာလေးကောင်းနေပေါ့အဲတော့တော့လည်းပဲကိုလက်ရှိ band score ကိုတီးတော့မှသာကို current band score ကဘယ်လောက်လဲတီးတော့မှသာကို ISL လာနေနေကို band score ကတက်လာလားမတက်လာလားသိမှာ ကိုဘလောက် IETS ကိုအချိန်ပေးရလဲဆိုတာကိုသိမှာဘယ်အရာလောက်လိုက်တယ်ဆိုရင်ကိုအမှတ်တက်လာမလဲဆိုတာကိုကသိမှာအခုကောင်းလိုက်ပါကိုမသိဘူးဆိုရင်တော်တော်လေးအဆင်မပြေပဲနဲ့ဆရာတို့မြန်မာနိုင်ငံမှာတောင်းသားတွေတဝက်လည်းလည်းဖြစ်ရတဲ့နံပါတ်1အကြောင်းရင်းအဲ့ဒီ current plan ဆိုမသိကြတာဘယ်လိုလဲဆိုတော့တို့ကတစ်ခါလာလဲ level ရ A2 ရှိတယ် A1 ရှိတယ် B1 ရှိတယ် B2 ရှိတယ် C1 ရှိတယ် C2 ရှိတယ် general english level နဲ့ကို IELTS science ိုက်တက်မှတ်နေတာကတဲ့အနေနဲ့အဲ့ relevant ဖြစ်တယ်လို့မထင်ဘူးပေါ့နော် relevant ဖြစ်တယ်လို့မထင်သလိုဆရာတို့ IS တင်တဲ့သူအနေနဲ့အဲ့ဆရာတို့ IS တည်းဆက်စပ်တင်တော့ကဆိုရင်တော့မှအကြောင်းသားတွေက IS နဲ့ပတ်သက်ပြီးတော့ misconception လေးအယူဆအမှားလေးတလောက်မများဘူးအခုလက်ရှိကိစ္စကလည်းအရေးပုံများတယ်အဲ့တင်ကြအော်ကျွန်တော်စီမဆရာစီမဆိုရင်တော့ school skate class ပေါ့နော် school skate class တွေဆရာသင်တယ် single skate class တချို့ကတော့ဆရာသမီးသင်တာပေါ့နော် school skate class တွေမှာဆရာတို့ဒီမှာဖြစ်တာကအင်္ဂလိပ်စာ level နဲ့အကုန်ခွဲတာအင်္ဂလိပ်စာ level နဲ့အကုန်ခွဲထားတယ်ကိုက basic english level ဆိုရင်ဆရာသမီးဖန်တယ်မတဲ့တဲ့ intermediate intermediate level ဆိုရင် foundation level certificate ဆိုတာတွေ့တဲ့ upper intermediate ဆိုရင် regular exam တဲ့ advanced level ရှိတယ်ဆိုရင် C1 C2 ပေါ့နော် C1 C2 level ရှိတယ်ဆိုရင် advanced ဆိုပြီးအကောင်ခွဲလာပြီးတော့ဆရာတို့ပုံသမျှစာလုံးတွေအကောင်လုံးက official course တွေနေပဲပေါ့နော်အဲ့ official course မှာဟိုက English စာ level အလိုက်ခွဲသွားတာပေါ့နော်ဘယ်လိုလဲဆိုတော့ဗျာဒီ2000တန်းတောင်ပိုင်းမှာ IELTS ဖြေတဲ့လူကဒီကောင်လုံးမှာသိတဲ့လူကအများများပါဆက်အများများလာတာကိုသူက Cambridge University ကသွားတတိထားမိ Cambridge University အရင်ကတည်းကကမ်ရိတ်ယူနီဘာစီကပိုင်တာ။အကမ်ရိတ်ယူနီဘာစီကသွားတိထားမိ။သွားတိထားပြီးတော့သူကဘလူးတွေးလိုက်တယ်ဆိုရင်အခုမှချင်းအားလုံးစာမှုပဲကိုပါကစ္စတန်အကြောင်းသားလည်းဖြစ်တယ်။ပါကစ္စတန်အကြောင်းသားတွေကပေါက်ရခွင့်ရဖို့အသေးအတန်ယုံ။အဲဒီမှာအကြောင်းသားအားလုံးအားလုံးစာမှုပဲကိုမနီရှာအကြောင်းသားလည်းဖြစ်တယ်၊မြန်မာလူလည်းဖြစ်တယ်၊ယူရီးယားလူလည်းဖြစ်တယ်၊ဗီယက်နမ်မှာဖြစ်တယ်၊ဗီယက်နမ်မှာသူတို့ပြည်နယ်ကိုအရင်ကဗီယက်နမ်မှာဆိုအရင်ကတည်းကအယူအဆအပူပွားရတာအများကြီးကအများကြီးလာပေါ့နော်။အဲ့ဒါနဲ့ ဖြင်းလို့အများများလာရင်ခါကျတော့ HTML မှာဖြင်းတဲ့အကုန်လုံးကအင်္ဂလိပ်စာနဲ့ပဲမျိုးစုံပါလားအဲ့ဒါဆိုရင်တော့ငါတို့အင်္ဂလိပ်စာ level နဲ့ခွဲထားတဲ့ IELTS ရဲ့ကုသပြီးထုတ်လိုက်မယ်ဆိုရင်ငါတို့လည်းစာအုပ်ရောင်းရဒါလို့လည်းစာအုပ်ရောင်းတာကဒီရဲ့အနာခလေးတွေလည်းနေလာတဲ့တွေအတွက်လည်းတစ်စင်းချင်းညီဆဲခုံပြီးတော့သူတို့လည်းအစီအစဉ် exam fee နဲ့အချိန်တိုင်းလာပြီးငါတို့ကချမ်းသာတဲ့ချမ်းသာလာတာလည်းဆိုပြီးတော့အဲ့ဒီအစားပြီး IELTS က အင်္ဂလိပ်စာလေဗယ်နဲ့ခွဲထားတဲ့ IELTS ကိုတွေထွက်လာအဲ့ဒါအောင်ကျွန်တော်များမသိကြရလဲပါနောက်တစ်ခုကဆရာတို့ပတ်ပေါ်မှာအဲ့လိုဖြစ်နေတာကလည်းနည်းနည်းပတ်ပေါ်ကို unit ဖြစ်သွားနေတဲ့အချက်လို့ပါတော့ဘောနော်ကျွန်တော်များများအဲ့ဒီကိစ္စထဲမစင်သာကြဘူးဘောနော်ဘာလို့လဲဆိုတော့ IELTS နဲ့ဆိုတော့အများဆုံးကအိမ်တန်းတက်တဲ့သင်တာဖြစ်တဲ့အတွက်သူကအိမ်တန်းတက်တဲ့ကိုလည်းနည်းနည်း focus ထားတော့ခုနဆရာပြောသလိုသုံးတယ်လို့ဆုံးလို့ အာယုံမထားတတ်ကြအောင်ပေါ့လေဒါတုတ်ကဘာဝပဲဒါ IS စင်တာဟိုတဘာဝဟိုအဲ့တိုင်းတခြားနိုင်ငံတွေမှာလည်းအဲ့တိုင်းဒါပေမဲ့ပြောစင်တာ trend လေးကလည်းလည်းပြောင်းသွားတယ်ပေါ့နော်ပြည်ချင်းလူအရန်များလာတဲ့အတွက် trend လေးကအရန်ပြောင်းသွားတဲ့အတွက်ဆရာတို့အဲ့လိုမျိုး IELTS ရဲ့ class တွေကိုအင်္ဂလိပ်စာ level နဲ့ခွဲထားပြီးဖွင့်လာတာအဲ့တော့လည်းရလဲဆိုတော့2019လောက်ထက်က2019လောက်ခေတ်ကဖြစ်ပြီးတော့ကျွန်တော်မင်းများဆရာတို့နဲ့ဆက်သက်တဲ့သူကျွန်တော်များတော့သိကြရင်လည်းသိကြမှာပေါ့လေ အဲ့မှာသူကဟိုတစ်စိမ့်မိနစ်စင်တက်သွားပြီးတော့ဆရာတို့ကကို့အဆုံးမှာမော်တက်စစ်စစ်သွားလမ်းတင်လာတိုင်းမော်တက်စစ်တယ်မော်တက်စစ်လို့အဆင်ပြေတယ်ဆိုရင်ဟိုဆာမွေးကြီးသွားတွေ့မော်နော်ဆရာတို့လည်း exam registration လုပ်ပေးပါတယ်အော် online class မော်အဲ့ဒါတော့အဲ့ဒီ class ဆိုရင်တော့ဆရာတို့ဒီ intensive ရှိတာပေါ့ intensive ကတော့ဒီအပြင်မှာလာတက်တယ်ဖြစ်ပြီးတော့သူက9 game များပါပေါ့နော် intensive ပဲတက်တဲ့ ဆရာ online class ပဲတက်တက်ဆရာ class full screen class တွေအကုန်လုံးနေဆရာ class join လိုက်ခြင်းအဖြစ် academy english နဲ့ဂျင်းနီလာမယ် exam တက်တက်နဲ့ဂျင်းနီလာမယ် exam practice နဲ့ဂျင်းနီလာဟို IELTS လုပ်တဲ့အခါလဲဒီသုံးခုပဲလုပ်ရတယ်ပြီးတော့ဆရာတို့ကလည်းဒီသုံးခုပဲလုပ်ပေးတာပြီးတော့ဆရာတို့အပေါ်မှာက IELTS နဲ့တူရင်တွေ့လုပ်ပေးတာမရှုပ်ဘူးတခုလည်းပဲအဲ့ဒါဘာလဲဆိုတော့သူတို့ဘာလဲဆိုတော့တက်လာပါဘူး အမြဲတမ်းသူတို့ပဲဆိုသူကလည်းသူအင်္ဂလိပ်သားလည်းပဲတဲလည်းပဲပဲရှိရလို့မဆိုသူကလည်းသူဘယ်တော့မှလုံစင်လုံချင်းအဲ့ဒီရဲ့တည်းဆိုသူဘယ်လိုပဲမြင်မြင်ဆရာတို့ကတော့အမြဲတမ်းလုံနေကြတော့ကျောင်းသားရဲ့ဘန်စကူရှိပြီးတဲ့ပဲလို့သူဖိုးဆိုရင်ဖိုက်ဖြစ်သွားမယ်ဖိုက်ကနေ6ဖြစ်သွားစိတ်ကနေ7ဖြစ်သွားမှအကျရာဖြစ်ပေါ်လေသူခုံတက်သွားတဲ့လူတွေတော့ရှိတာပေါ့နော်ဝီကေလာတော့ဖိုးဒီလားကျတော့6လောက်ဖြစ်သွားတဲ့လူတွေလည်းရှိတာပေါ့အဲ့လိုမျိုးရရှိပါတယ်မရှိဘူးတော့မဟုတ်ပါဘူး ကျောင်းသားရဲ့ဘန်စကူတက်လာမှုအတွက်ပဲဆရာတို့ကကုစီကိုဒီဇိုင်းဆွဲတာဖြစ်ပြီးတော့ဆရာတို့သုံးသမီးကုစီအကောင်လုံးက official ကုစဖို့တွေဖြစ်ပြီးတော့ကျောင်းသားတွေညာနဲ့ဘာလို့ရှုပ်နေလဲဆိုတော့သူက official အားကြီးရဲ့တရားကုစဖို့တွေနဲ့မလိနာတော့ official ကုစဖို့တွေနဲ့နေလာရင်ဆိုရင်ကုတည်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 တဲ့အရာကြီးအားလုံးကစောက်ထဲမှာအပေါ်စုပေးမိတာအဲ့တော့ကိုကဘာမှသွားရှာနေတဲ့မလို့ဘို့နော်တောင်တဲမှာအကုန်လုံးစုပေးမိတာကိုဘာမှသွားရှာနေတဲ့မလို့အဲ့ဒါကြောင့်သူ official ကုစဖို့ကိုအဲ့လိုမျိုး နော်ဆိုကိုကတခုသိနေသွားရှာနေရမယ်ဆိုရင်ចောင်းသားသူမလုံးလုံးလုံးလဲသူမသိဘူးလေဘာလို့လဲဆိုတော့သူစမ်းဘွားမှာဖြစ်ရတယ်အဲဟိုဟာကိုလည်းကိုစမ်းတယ်လို့အစင်ဒီဝါចောင်းသားရင်းလည်းရှိတာပေါ့လေအဲ့မဲ့အဲ့ဒါကြီးအရင်တော်ရင်ចောင်းသားရင်းဖြစ်ပြီးတော့ဆရာတို့ကစာသင်နေဆိုတာចောင်းတော်တဲ့ចောင်းသားကိုမူတည်ပြီးလိုက်တင်လို့မရဘူးပေါ့နော်အစင်မတည်တဲ့ចောင်းသားကိုជីပြီးလိုက်တင်တဲ့အခါကျတော့မှသာចောင်းသားရင်းပဲဆိုတာတက်လာ အတုံးလေးကျောင်းသားတော့ပဲကြည်ပြီးတော့စံကြီးစံညွန်ထားပြီးသွားတင်လိုက်မယ်ဆိုရင်ညနေကျောင်းသားရဲ့အဆင်မပြေတော့အဲ့တော့ညနေကျောင်းသားကိုစံကြီးစံညွန်ထားပြီးတော့စာတင်လိုက်မယ်ဆိုရင်တော့တဲ့ကျောင်းသားနဲ့ရပါသားဖြစ်တော့စာတင်တဲ့တဘာဝအဲ့တိုင်းညနေလူတင်နိုင်အကုန်လုံးတင်နိုင်ပါလားတော်ရလူပဲတင်နိုင်လေဆိုညနေလူတင်နိုင်အဲ့ပြဿနာရှိရအကူကညနေလူတင်နိုင်နေဆိုရင်ရှိသမျှလူအကုန်တင်တတ်သွားအဲ့တော့အဲ့တော့နောက်တစ်ခုကလေအကူနဲ့လည်းပဲတူတဲ့လူတွေပဲအာတစုတည်းစုလာတာပေါ့နော် အကူအ intermediate ဆိုရင်ဒီ class တဲ့ upper intermediate ဆိုရင်ဒီ class တဲ့ကိုခွဲရတာမဟုတ် class တွေဟုတ်ကဲ့အဲဆိုရင်တော့ဒီနေ့မှာဆိုလို့ရှိရင် IELTS ကိုစပြီးတော့လေ့လာမယ့်ကျောင်းသားကျောင်းသူတွေအတွက် CD ဆရာရဲ့ဒီပြပြသောမှုတွေရ IELTS အကြောင်းလေးပတ်သက်ပြီးတော့အသေးစိတ်ကြည့်သွားလိမ့်မယ်လို့ထင်ပါတယ်ဟုတ်နောက်ထပ်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေကြားလို့ရှိရင်လည်းဒီဆရာသုံးညီနဲ့ပဲညီမတို့ကနေပြီးတော့ IELTS ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်အသုံးဝင်မဲ့အရာလေးကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်လို့ညီမတို့ရဲ့ API page ရဲ့နောက်ပြီးဆရာတို့ရဲ့ Bubble Wall page လေးကို ိုင်ငံဘောလို့လောက်ထားဖို့လဲမင်းနဲ့နော်ဟုတ်ကဲ့ညီမတို့ရဲ့ API ကဆိုလို့ရှိရင်တော့အမန်နေက90 ground bloody ဒီလန်မီနီကုန်းစမ်းချောင်းဒီလိုနဲ့ဆိုင်ဒီလိုနဲ့အမ်းပိုင်းနော်ယင်းဒီကုန်းစမ်းချောင်းဒီကုန်းစန္ဒာဒူးနဲ့ဒီကုန်းစန္ဒာဒူးပေးဒီလိုနဲ့ဆိုင်နဲ့မြင်ကြီးတက်မှာရှိရဖြစ်လေဖြစ်လို့တကယ်လို့အကြောင်းသားရင်းနေနဲ့လာဟုတ်ဆောင်ဆန်းချင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိစာလေးတိုင်းလာလို့ရပါတယ်နော်ဟုတ်ကဲ့အဲ့ဆိုဒီနေ့အတွက်ညတော်တယ်ဒီအရေးတရအကြောင်းလေးရပြီးတော့လဲဆရာကိုကျေးဇူးများကြီးတင်ပါတယ်ဆရာမြင်တဲ့ ဟုတ်ကဲ့ပါဆရာဟုတ်နောက်ဗီဒီယိုတွေမှာလည်း IELTS နဲ့ပတ်သက်လို့ကျောင်းသားလေးတွေနဲ့အဲပြပြပေးတော့ပါအောင်ဆရာ